အကြရှိမှာနံပါတ်2ကားတစီတွေ့ရနော်အဲ့ဆိုတော့ freezer ပါပြီထင်တယ် freezer ပါပြီထင်တယ်ကိုစင်ရှိတယ်ဆိုင်မှာတစ်ခါရောက်နေမင်းလည်းတစ်ချောင်းအောင်မယ်ဒီလက်ပြကျိုးလေးကတော့တကယ်ကို casual စစ်စစ်ကလေးပေါ့နော် နေ့တိုင်း daily ဝတ်လို့ရတယ်။ကြီးစီမှာလေအဲ့လို jewelry နဲ့ပတ်သက်လို့ရှင်ပြဿနာတစ်ခုရှိရသေးလား။လက်ဝတ်လက်စားတွေကိုဝယ်လဲဝယ်တယ်၊စုလဲစုတယ်။ဒါပေမဲ့ပြဿနာပါလဲဆိုတော့မဝတ်ဖြစ်တာ။ပြင်သွားခံနေပြီဆိုလို့ရှင်အများအားအလော30နဲ့ပဲထွက်သွားတာကြီးပဲကွာ။အဲ့တော့သွားခံနေလာခံနေကြမှာဟဲ့ဒီဝတ်စားနဲ့ဘယ်ဆွဲချိုးနဲ့လိုက်လဲမသိဘူးဆိုတာကိုယူရင်းနေကိုအချိန်မရပါဘောနော်။နောက်တစ်ခုကကြာမေ့တာ။ပွဲသွားတယ်။အများတိုင်းအဲ့ပွဲတဲ့ရောက်တော့မှဘာမှမဝတ်လာအောင်ဆိုတော့တတိရတယ်နားဟောင်းလောင်းနဲ့လက်ဟောင်းလောင်းနဲ့ပြီးအမြဲတမ်းပွဲတက်ဖြစ်တယ်ဗောနော်အဲ့တော့အခုလာမဲ့9ရက်စလုံးမှာ ကော်ဖီသွားသောက်တာနဲ့စပြီးတော့ပွဲတက်တဲ့အထိပေါ့နော်ဟေးဘယ်လက်ဝက်လက်စားတွေဝင့်မလဲဆိုတာကိုခုတစ်ခါတည်းကြိုပြီးတော့စီစဉ်ပြီးထုတ်ထားပါမယ်အဲဒါကြီးဒီတပတ်လုံးဝက်ဖို့အတွက်ရွေးထုတ်လာတာပေါ့နော်ဒါဆိုလို့ရှိရင်ပရမညာလေးတွေပါမယ်အထည်ဆိုလို့ရှိရင်ကြောက်ထည်လေးတွေရောစိန်ထည်လေးတွေရောပြီးရွှေထည်လေးတွေလည်းယူဝက်မယ်တပတ်လုံးဆိုတော့စုံအောင်တော့ကြီးထုတ်လာလိုက်တယ်ပေါ့နော်ဒီနေ့ကတော့ကြီးသွားဆရာလေးနေနေများမယ်ပေါ့နော်ဟိုမနက်ပိုင်းအစောဆုံးကိုကြီးတန်ယုံကိုဗီဇာပိစာလေးတစ်ခုနဲ့သွားမယ်ပြီးလို့ရှိရင် ယောက်ျားကို coffee set လိုက်ဝယ်ပေးရမယ်။ငယ်တငယ်ချင်းတယောက်နဲ့တွေ့ဖို့ချိန်ထားရဆိုတော့သွားကြလေးတွေများတော့အဲ့နေရာတွေအကုန်လုံးနဲ့ live ဖတ်အောင်လို့ဒီလိုရိုးရိုးလေးပဲဝယ်လိုက်တယ်။လက်ဝတ်လက်စားလေးလည်းအရန် heavy မဖြစ်တာလေပေါ့နော်ဒီငကက်ကလေးက138သိန်းပေးရတယ်ဒါ GI ရေပေါ့နော် GI ရေစိမ့်လေးဒီဆွဲကြိုးလေးကတော့89သိန်းဒီလက်စွပ်လေးကတော့120ဒီလိုရိုးရိုးရှင်းရှင်းလေးကိုထားရဲအဲ့တော့လက်ဝတ်လက်စားလေးကလည်းဒီလောက်ဆိုလို့ရှိရင်ဒါတနည်းကုန်ပြီးသွားလို့ ဆင်ပြေပါပြီ။လိုက်ခဲ့ပါ။ဒီရွှေပွင့်ရစိန်လေးတွေရာလေစိန်ရည်သွေးအရန်ကောင်းတယ်။သူကဘယ်ဂျီယန်စိန်ရည်သုံးထားဘူးเนาะ။အခုဒီဆက်လေးဆိုလို့ရှင်ဒါရည် GI ရည်ဝယ်ထားတာ။သူကအလဲအယောင်ဆိုလို့ရှင်လဲအလဲက3အယောင်ဆို8%ပါเนาะ။အလဲအယောင်လဲတတ်တာ။ဒီဇိုင်းလေးတွေလဲပေါ့ပေါ့ပါပါလေးနဲ့ဒီဇိုင်းလေးတွေစမ်းနေပါเนาะ။ဟဲ့ဖြုံးနောက်သွားမယ်เนาะ။ဘာကြရှိမှာနံပါတ်2ကားတစီတွေ့ရနော်။ ပါဆန်နဖရီးဇာပါဖရီးဇာပါထင်တယ်ကိုစင်ရှိတယ်ဆိုင်မှာတော့ဖတ်ရအောင်လားမင်းလည်းတစ်ချောင်းအောင်လားအဲ့ကနားမညင်ဘူးချဘူးစီရမလို့တော့ဘလို့လုံးလုံးရုပ်ကမလှအောင်ကြီးကောင်မမရောက်သေးဘူးစောင့်အောင်ကလေးပဲဆိုတော့အဲ့လိုပဲနောက်ကြတယ်ဒီနေ့အတွက်ကိုရီမြလေးရွေးထားတယ်မြအဆက်ကလေးပေါ့နော် ဒီအခုရည်စွဲထားတဲ့မြဖဲပြားလော့ကက်ကလေးရ194တိန်းပြီးတော့အခုဒီမှာဒါမြလက်စွတ်လေးစိန်နဲ့ရန်ထားပါဘောနော်ဒီမြလက်စွတ်ကလေးက92မှ3တိန်းဒီမှာနက်ကက်ကလေးရှိတယ်ဒီနက်ကက်လေးမြနက်ကက်ကလေးရကြတော့68တိန်းဒါကလက်ကောက်လက်ကောက်က68တိန်း ဒီမှာ locket လေးတစ်ခုတော့ကျန်နေဒီ locket ကလေးကတော့အမှန်တော့ဒီလက်ကောက်လေးနဲ့အဆက်ထဲမှာသူကစင်တူလေးပေါ့နော်ဒါလေးကလည်း68သိန်းပဲဒါပေမဲ့ဒီနေ့တော့ရာဒီရာလေးနဲ့ပိုကြိုက်လို့ပြလိုက်တာသွားလိုက်ပါမရှင်ဒီနေ့ဝတ်ထားတဲ့ dress လေးကအညိုလေးဆိုတော့လက်ဝတ်လက်စားတော့ဒီပြောင်ကောင်းစိမ့်လေးဝတ်မယ်ဆိုပြီးတော့ရွှေ့ထားပါတယ်ညိုနဲ့အစိမ့်လေးနဲ့ကြာတော့ light ဖက်ညီတာပေါ့နော်ဒီ set ကလေးပါအဲ့တော့ set လေးကအရန် heavy အကြီးရမ်းမဟုတ်ဘူးဒါပေမဲ့ပွဲတက်လဲဝင်လို့ရလောက်တဲ့အနေထားမျိုးလေးပေါ့နော် ဒီဇက်စွတ်လေးရ52မှာ5သိကြောက်ဆိုင်လေးလည်းအနေတော်ပဲစိန်လေးလည်းအယောကအရန်ဖြတ်တယ်ပေါ့နော်အော်ရရလက်သေးတဲ့လူဆိုတော့ကြောက်ဆိုင်တအားကြီးရဲ့ခါကြလို့ရှိရင်ကိုယ်လက်နဲ့တိတ်မလိုက်ဘူးဒီနေထားလေးကတော့အတော်ပဲဒီနဆွဲလေးကတော့ဒါသိန်း190ဝန်းကျင်ရှိတာပေါ့နော်ဒီလက်ကောက်လေးကတော့160ဝန်းကျင်ရှိတယ်အော်ဒီကျိုးလေးကတော့198သိန်း ြန်ဖိုးဆက်ရှစ်သိန်းဆိုတော့လေအဆက်လိုက်ကြီးမဝယ်ဘဲနဲ့ကျိုးလေးတကုံးငယ်ပဲစွဲမယ်ဆိုရင်တော့ဈေးလေးကတော်တော်လေးကိုတင့်တဲ့ဈေးလေးလို့ပြောလို့ရရပါတော့เนาะအော်ဘာလို့လဲဒီကကျိုးမှလည်းစိတ်လေးတွေအပြည့်ပါတာ哦ဟုတ်ကဲ့ဒီနေ့ကတော့ဒီ client meeting လေ ၃၄ခုသွားဖို့ရှိရပါတော့ဟီရိုကအဲ့လို product လေးတွေ review ပေးတော့မယ်ဆိုင်လေးတွေ review ပေးတော့မယ်ဆိုလို့ရှိရင်တစ်ခေါက်ကိုအရင်ကြိုပြီးတော့လေ့လာလေးရှိရဒီဝက်စားလေးနဲ့ဆိုတော့ကြောက်တေစိတ်နေနေတော့တိတ်မလိုက်ဘူးထင်လို့လေဒီနေ့တော့ရွှေလေးပဲဝတ်မယ်ဆိုပြီးတော့စဉ်းစားထားတယ်ရွှေပွင့်ဆိုင်လေးကတော့ရမ်းကြိုက်တဲ့ယန္တနာဆိုင်တွေထဲမှာပါတယ်ပေါ့နော်ဒါလေးကတော့ရွှေတယ်လေးကိုမှသူကအခုခက်စားနေတဲ့ ဟိုပင်လေတရဝါလေးတွေပေါ့နော်ခယူလေးတွေငားလေးတွေစုံစီထားတဲ့ဒီဇိုင်းမျိုးလေးပါရွှေလည်လေးတို့တော့ကြီးဈေးမပြောတော့ဘူးเนาะဘာလို့လဲဆိုတော့ရွှေဈေးကြတော့လေကိုဝယ်တဲ့အချိန်နဲ့မတူလို့ရှင်ကြီးပြောတဲ့ဈေးကြီးကမှားနေမှာဆိုလို့ရွှေလည်လေးလေးကြီးကအဲ့လိုမျိုးတတိထားပြီးဝတ်တော့လဲလာတာပဲเนาะကဲတွားလိုက်ပါအောင်မရှင်ဒီလိုနားမှာ education expo လေးတခုကိုသွားရရှိရပါတော့ education ပွဲဆိုတော့ အရင်တောက်တော့ပြောင်ပြောင်ထင်းထင်းပေါ်ပေါ်ကြီးလည်းမဖြစ်ချင်ဘူး smart casual လေးတော့ဝတ်မယ်လို့စမ်းသပ်ထားတယ်။လက်ဝတ်လက်စားဘာမှမဝတ်ရသေးတော့လူကဘာလို့နေမှမသိဘူးပြောင်ပြောင်ရှင်းရှင်းဖြစ်နေရပါတော့နော်။ dress လေးကတော့ရေကအဖြူအမဲလေးတွေလိုလိုလေးပဲပြည့်ပြည့်ပြောင်ပြောင်ရှင်းရှင်းလေးပဲရွေးထားရဆိုတော့ဘာဝတ်ဝတ်တော့ဝတ်လို့ရပါပြီ။ပြမားလေးကတော့လှတယ်။ဒါပေမဲ့နည်းနည်းမြသေးသလားပေါ့နော်။ပေါ်ပါမလားစိတ်ပူတယ်။ဖျားဆိုလေးကြလည်းကြီးနေမလားလို့စိတ်ပူတယ်။နှစ်စုံဘာဝတ်ရမှန်းမသိဘူး။ဖျားဖို့အနီနီလေးဝတ်ရအောင်။အဲ့တော့ပထမများလေးပဲဝတ်လိုက်တော့ ကဗရမ ्या နဲ့စိန်နဲ့လက်စုပ်ကလေးဟိုဗရမ ्या လေးတစ်လုံးနဲ့ဟိုစိန်လေးနဲ့ပြီးတော့အပေါ်အောက်ကလေးပတ်ထားတာပေါ့နော်ဒီဒီဇိုင်းလေးကတော့ကတော့မှမရိုးတဲ့ဒီဇိုင်းလေးမမပါရင်မပြီးဘူးနော်ဟာကြဒီလိုချင်းဆိုအရန်မှန်တတ်တာသူ့အားပူပါလို့ဆွဲသီးလေးကဒီလိုဗရမ ्या သီး20လေးပဲရမကြီးကျိုးအသေးကျိုးအပားလေးနဲ့ပဲဆွဲလိုက်မယ်နှက်ခက်လေးကတော့ ထုံးစံတိုင်းရေးအကြိုက်တွဲလောင်းလေးပေါ့နော်။သူကတော့အဓိကတော့စိတ်ရင်သားပေးပေါ့။ဒါပေမဲ့ရောင်လေးဗဒမြားလေးပါသွားတဲ့အခါကျတော့ခုလိုပွဲလန်းတင်နေသွားရင်မျိုးမျိုးလေးဝက်ကတာပေါ့နော်။နောက်ဝက်လက်စားမဝက်ရသေးတဲ့ပုံစံနဲ့အခုဝက်ပြီးသွားတဲ့ပုံစံနဲ့တော်တော်ကွာသွားရင်ခုလိုသွားလို့ရပါလိမ့်မယ်။ဟုတ်တယ်ဒီနေ့ယောက်ျားယူသေးတဲ့ဟာဒီဝက်လာလိုက်လို့ကွက်တီးဖြစ်သွားတယ်။ခါကြလို့ရှိရင်ပွဲရဲ့ပွဲပုံစံနဲ့ကိုဝက်လာတဲ့လက်ဝက်လက်စားနဲ့မလိုက်ဖက်မှအရင်အလိုမျိုးစိုးရိမ်တာပေါ့နော်။ဒီနေ့တလောက်လေးကတော့အတော်ပဲဖြစ်ပါမယ်။ ဒီနေ့ကတော့ Friday တောက်ကြနေပါအဲ့တော့ TGIF ပါမယ်အဲ့တော့ဒီနေ့ဝက်မလေးကတော့ဒါလေးပေါ့နော်လက်ပြာကျိုးလေးကိုရွေးထားပါတယ်ဒီလက်ပြာကျိုးလေးကတော့တကယ်ကိုကက်ရွယ်စစ်စစ်ကလေးပေါ့နော်နေ့တိုင်း daily ဝတ်လို့ရတယ်အခုလိုမျိုးဘာမှဟို fashion တွေမဟုတ်တဲ့ T-shirt ရိုးရိုးလေးနဲ့ဝတ်တာတောင်မှသူကဝတ်လို့ရတယ်ပေါ့နော်အဲ့တော့သူကလက်ပြာလေး၅កောင်ပါတယ်လက်ပြာလေးတွေမှာလည်းစိန်လေးတွေအပြည့်ပါသေးတယ် ဒါလီဒီကျိုးလေးက60နဲ့မှ8သိန်းဒီလက်ကက်လေးက38သိန်းလက်စွပ်လေးလည်းဒီလိုပဲလက်စွပ်လေးကလက်ပြနှစ်ထပ်လေးအောက်ကလက်ပြလေးကရွှေလက်ပြလေးပေါ်မှာမှာအပေါ်ကစိန်လက်ပြလေးထပ်ထားတာပေါ့နော်ဒီနေ့ဘိုးကတော့လက်ပြအဆက်ကလေးနဲ့ပြင်သွားပါမယ်ဒီနေ့တော့ပေါပေါပါပါပွဲလေးတစ်ခုသွားမယ်ဆိုပြီးတော့အဝတ်စားရွေးလိုက်တာတော်တော်တော့ခေါင်းမူးသွားရပါတော့ဆွဲကြိုးလေးနဲ့ကြတော့ဘယ်ဘင်းကျယ်မှန်းမသိတာတော့အဲဟုတ်တယ် လှသွားပြီငကက်ကလေးကလှလိုက်တာကွယ်ဒီခရမ်းဆွဲငကက်ကလေးက85သိန်းပေးရတယ်သူကစိန်လေးတွေလည်းပါတယ်ပြီးရင်အထက်ကဒီကြောက်ရဲ့အလေးချိန်တွေလည်းတော်တော်များတယ်ပေါ့နော်တော်တော်ကြီးရတဲ့မှာပါတယ်ဒီ locket ကလေးပဲကို89သိန်းအောက်မှာဒီလိုစိန်တွဲလောင်းဒီဇိုင်းကလေးပေါ့နော်ဒီဇိုင်းလေးပါတယ် လက်စုပ်လေးကတော့68သိန်းပါခရမ်းဆွဲနဲ့ဒီ၄ထောင်ဒီဇိုင်းလေးနဲ့ကတော့အရန်လိုက်ဖက်တာပဲအဲ့တော့ဒီ vlog ထဲမှာယူဝစ်ခဲ့တဲ့ပစ္စည်းလေးတွေအကုန်လုံးကရွှေပွင့်ရနေပြီးတော့ဝယ်ထားတာပေါ့เนาะရွှေပွင့်ဆိုင်ကယူတို့ Time City ဒါ Jewelry Mall မြင်းကြီးတက်မှာရှိပါတယ်စိန်ကျကြောက်ထဲရွှေထည်တွေအကုန်လုံးရတယ်ပေါ့เนาะပစ္စည်းလေးတွေပဲဒီဒီတစ်ပတ်ထဲမှာအကုန်လုံးဝယ်ပြပေးသွားတာပါအဲ့တော့ယူဝစ်သွားတယ်ဒီ9ရက်လုံးမှာဘယ်အစုံလေးကိုအကြိုက်ဆုံးလဲဆိုတာလဲ comment မှာပြောပြခဲ့ပေးပါရှင်တက်တာပါ